ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြတ်ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူသောအချိန်ခါကာလတစ်ခုမှာပေါ့ဗျာတာဝတိပီဇေတဝန်ကျောင်းတော်ကြီးမှာတရင်သုံးနေထိုင်နေတော်မူတဲ့မြတ်ဗုဒ္ဓထံကိုနှစ်သားတစ်ပါးရောက်ရှိလာပြီးရောက်ထားတော်မူခဲ့တယ်ဖုံးတော်ကြီးမြတ်တော်မူသောမြတ်စွာဘုရားဘုရားတပည့်တော်ရောက်ထားလို့ဒီမှာလူပေါင်လူလောကမှာလူအများကြီးပွားချမ်းသာအောင် ကြီးပွားချမ်းသာခြင်း၏အကြောင်းဖြစ်သောတရားနည်းလမ်းများကိုဟောကြားတော်မူပါဘုရားဟုရောက်ထားခဲ့ပါသည် မြတ်ဗုဒ္ဓမှာအတင်နတ်တာ38ပါသောမင်္ဂလာတရားတော်မြတ်ကိုငါဖျားဟောတော်မူမည်38ပါသောမင်္ဂလာတရားတော်မြတ်တည်သာလူနတ်တို့အတွက်အလွန်အကျိုးထူးမြတ်သောမင်္ဂလာဖြစ်သောကြောင့်အထူးမလို့ဟုဟောကြားတော်မူခဲ့ပါသည်မြတ်ဗုဒ္ဓဟောကြားတော်မူသော38ပါသောမင်္ဂလာတရားတော်မြတ်ကို ရှိပညာရှိများဖွဲ့ဆိုရေးပေးထားသော မင်္ဂလာကဗျာစာသားများတင်ဆက်ပြသပေးလိုက်ပါသည်ခမညာ တဲ့အသေးဝနာစလူမိုက်ဆိုလျင်ရှောင်းတွေလွဲလို့မမိဝဲနဲ့ကင်းအောင်နေပညာရှိကိုအရှိတွဲလို့မိဝဲစည်းကပ်နေอยู่စေသုံးပါးယတနာမိဘများနဲ့ဆရာသမားကိုပူဇော်လေချမ်းသာကို ပေးဆက်ဆံရေးမျိုးတွေးတုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေ ပေါင်းတင်ဆက်ဆံရေးမှာလူမိုက်တွေကိုရှောင်ပြီးလူလိမ္မာပညာရှိတွေကိုသာပေါင်းတင်ဆက်ဆံရပါမည်ထို့သောပေါင်းတင်ဆက်ဆံခြင်းသည်မိမိအတွက်အကျိုးထူးမြတ်လာပါသည်ဒါကြောင့်ပေါင်းတင်ဆက်ဆံရေးသည်မင်္ဂလာမည်ပါသည်နှစ်ပတိယူပကုသိုလ်ပညာဥစ္စာရဖို့တင့်ရဒေတာအမြင်နေရှေးကတင်ကြိုပြုခဲ့မှုသည် ကောင်းမှုအထူးရှိပါစေမိမိကိုယ်ကိုကောင်းအောင်ထိန်းလို့မတိန်စေနဲ့စောက်တည်လေဥစ္စာကိုပေးနေထိုင်ရင်မျောတွေးသုံးချက်ပဲ အဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေတင်းတင်းမြတ်တသောနေရထာနေမှာနေထိုင်ခြင်းသည်လည်းမင်္ဂလာမည်ပါသည်။သုံးပါဟုတစင်စာတက်ကောင်းတရာဟုသမျှကို ကြားမြင်သူတ။အိုးအိမ်တီထောင်ဝန်းစာရေးနဲ့အတက်မွေးဖို့အတက်တင်လေ။လူနစ်ဆိုင်ရာကျင့်ဝတ်များကို ကောင်းစွာသင်ကြားနာလေစေ။မှန်ကန်ရင်ကြီးချူတာအေးဆိုရေးတက်ပါစေ။အဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေစကားပြောဆိုရာတွင်မှန်ကန်ရင်ကြီးစွာပြောဆိုဆက်ဆံခြင်းသည်လည်းမင်္ဂလာမည်ပါသည်။ လေးမာတာပိတုမြင့်မို့ရွှေတောင်မိဘကျွေးကို ကောင်းစွာဆက်ပေးဝတ်ကြည်ကြည်ကျွေးတစ်ချကတားနှင့်မယားမြောက်စားချင်းမြင့်ဝတ်ကုန်စေ အလौတာဝံမလိဟင်းနဲ့အပြစ်ကဲအောင်လုပ်ပါလေစီစိန်ကိုပေးပြုစုရေးမျော်တွေးတုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပမင်္ဂလာတွေမိခင်ဖခင်တို့ကိုကျွေးမွေးပြုစုလုပ်ကင်ပေးခြင်းသည်လည်းမင်္ဂလာမိပါသည်ငါဒါနင်းစားတုံးတန်စေတနာဖြူစင်လန်းလို့ပေးကမ်းဝေများလူနိုင်စေ ကိုနှုတ်ဆက်ကြံမမိုက်မာနဲ့သူ့ဆက်ရိုက်တရားကိုကျင့်ပါလေ။ဆွေမျိုးတွေကိုပြစ်မထားနဲ့တင်ဃဟတရားနဲ့ချီးမြောက်လေ။တန့်စင်ပြမျိုးလူလူကြိုတဲ့ပိုးဆောင်ရွက်စေ။အဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေပရာဟိတဆိုတဲ့လူလူအကျိုးပြုလုပ်ငန်းတွေလည်းဆောင်ရွက်ပြီးကိုနှုတ်ဆက်ကိုလည်းစောင့်ထင်းခြင်းတည်လဲမင်္ဂလာမြည်ပါသည်။၆အာရတိဝိယတိမကောင်းမှုတွေဟူသမျှကိုမတွေ့ခင်ကရှောင်ကျင်လေ တွေ့ကြုံလာလျင်မလွန်ကျူးတဲ့အထူးသဖြင့်စောင့်စည်းနေ။အရက်တေစာမတော့စားနဲ့မောက်မတတ်တဲ့အရာပဲ။လောက်ကင်ပြောကြားတတိထားတရားမမေ့စေ။အဲ့ဒါမှဗုဒ္ဓဝါဒကပမင်္ဂလာတွေမကောင်းမှုဟုသမ ्या ကိုဝေးဝေးကရှောင်ပြီးအရက်တေစာများကိုလည်းတောက်စားပြောပါခြင်းမှာရှောင်ကျင်ခြင်းသည်လည်းမင်္ဂလာမိပါသည်။ခொနဲ့ကာရဝောစအတက်ကုံဝါကိုထက်ကြီးကစိကက်ခစားယူသည်လေ။မာနတကုံကုံမကြွားနဲ့ကိုကိုနှိမ်ချအမြဲနေ။ လောဘအပိုလိုမလိုက်နဲ့ကိုထိုက်တာနဲ့ကျင်နဲ့လေကိုပေါ်ပြုဖူးသူကျေးဇူးအထူးတည်တက်စေကောင်းကျိုးဆင့်ပွားမြတ်တရားနာကြမပြတ်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေမာနတခွန်ကုန်မကြွပဲလူလူချင်းလေးလေးဆဆပြောဆိုဆက်ဆံခြင်းသူကျေးဇူးတရားကိုအောင်းမေ့ပြီးအကျိုးစီးပွားများအောင် ပြန်လဲပြုမှုလုပ်ကင်ပေးခြင်း အခါအားလျော်စွာကောင်းသောမင်္ဂလာတရားများကိုနာကြမှတ်သားလိုက်နာခြင်းသုံးခြင်းထို့သို့ပြုခြင်းသည်လည်းမင်္ဂလာမည်ပါသည်၈ခန္ဒီစဝိစာနေထိုင်ရန်ခတ်သိမ်းစိတ်ကိုချုပ်ထိန်သီးခံလေကျိုးချောင်းပြညုံဆုံးမစကားပြောကြလာကနားလွယ်စေသူမျက်ပုတ်ကိုဟူသည်မမကြာခဏတွေးဆုံလေတဘာဝတွေးမှန်ကန်ရေးဆွေးနွေးမပြတ်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေ မကောင်းသောလောကဒဏ်ရှိပါနဲ့တွေ့ကြုံလာသောအခါတွင်လည်းစိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့တည်ခံတတ်ခြင်းသည်လည်းမင်္ဂလာမြည်ပါသည်ကိုတဘောဆလောကီအာယုံဇင်ရင်မူလို့အပြောမကျူးနဲ့ချိုးချံလေမေတ္တာပြတ်မဆိုလက်ကင်တုံးလို့သူမျက်ကျင်ထုံရွေးမသွေးလေးပါးသစ္စာဉာဏ်မြင်ကြည့်လို့အမှန်တိအောင်ကြိုးစားလေဒုက္ခလွတ်ကင်းနိဗ္ဗာန်ချင်းအလင်းပေါက်နိုင်စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေလူနဲ့မြတ်မတ္တဝါတို့သည် မေတ္တာကရုဏာမုဒိတာဥပိ္ခာဆိုတဲ့ဗျမစုတရားကိုလိုက်နာကျင့်သုံးပြုမှုနေထိုင်ရပါမည်ထို့သူပြုမှုကျင့်သုံးခြင်းသည်လည်းမင်္ဂလာမည်ပါသည်တဆက်ထုတ်ထက်တာစင်ရဲ့ချမ်းသာတဘာဝတွေ့ကြုံနေကြလူတိုင်းပဲကောင်းဆိုးနှစ်တက်အစုံတွဲလို့တလဲစီလက်အမြဲနေလောကတန်ကြုံမဖြုံနှမ်းပေါ်မတုံဆန်းတဲ့စိတ်ခိုင်စီတောကကိုထိန်ရမတ်သိမ့်အင်းငင်းချမ်းသာနေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေ 38ပါ မင်္ဂလာတရားတို့ကိုပြုကျင့်အားထုတ်တော်သူတို့သည်မြည်သည့်အရနိုင်မဆိုရန်သူတို့ကို အောင်းနိုင်သဖြင့်အရာခတ်သိမ်း၌ချမ်းသာကြရကုန်၏ထိုမင်္ဂလာတရား38ပါသည်နတ်လူဟုသမျှတို့၏ကြီးပွားချမ်းသာကြောင်းအမျက်ဆုံးသောမင်္ဂလာတရားများဖြစ်ကြပေသည်နောက်ဆုံးအဆုံးစွန်သောဘဝ၌လည်းဒုက္ခလွတ်ကင်းနိဗ္ဗာန်ချမ်းသာသို့ရရရကြောင်းအထောက်ပံ့ကောင်းတစ်ခုဖြစ်ကြပေလိမ့်မည်အားလုံးကိုကျေးဇူးအထူးတင်ပါသည်